တကယ်လို့အလုပ်အတွက်စီးပွားရေးအတွက်ဗီဒီယိုတွေတီးဖြတ်ဖို့လိုအပ်နေရပဲဖြစ်ဖြစ်ပျော်ရမ်းဗီဒီယိုလေးတွေဖန်တီးချင်တာဖြစ်ဖြစ် CapCut ကတော်တော်အချိုးရှိတဲ့ software ပါဒီဗီဒီယိုမှာတော့ CapCut ကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပြပါမှာဖြစ်ပါတယ် CapCut ကအခမဲ့သုံးရတဲ့ free version လည်းရှိပြီးတော့ပတ်စံပေးမှာသုံးရတဲ့ pro version လည်းရှိပါတယ်ဒီဗီဒီယိုမှာတော့အခမဲ့သုံးရတဲ့ free version ကိုပြပါမှာဖြစ်ပါတယ် CapCut ကိုပထမဆုံးချိန်စသုံးမယ်ဆိုရင် download လုပ်ရမယ်ပေါ့နော် အဲ့ကျွန်တော်တို့ Google မှာ CapCut ကိုရှာပြီးတော့သူ website ကနေဒေါင်းလိုက်ပါမယ်သူ website ကိုသွားမယ်ဒီမှာ download ကိုနှိပ်ပြီးတော့ကျွန်တော် download လုပ်ပါမယ် download ပြီးသွားပြီဆိုရင်အဲ့ download လုပ်ထားတဲ့ဟာကိုနှိပ်ပြီးတော့ကျွန်တော် install လုပ်ပေးရပါမယ်ဒါဆိုရင်တော့သူ install လုပ်နေပြီပေါ့နော်ဒီအောက်မှာ ဘလော့ percentage ပြီးွားရလဲဆိုတော့သူပြထားရှိပါတယ် install လုပ်တာအချိန်တစ်ခုကြာတဲ့အတွက်ကျွန်တော်အကုန်ပြမနေတော့ဘဲနဲ့မြန်အောင်ရေးလိုက်ပါမယ် install လုပ်ပြီးတဲ့အချိန်မှာ debug လေးပေါ်လာမယ်ဒါကတော့ကိုယ့်ကွန်ပျူတာနဲ့ capcut ကို run လို့ရရဆိုပြီးတော့သူက confirm လုပ်ပေးရပါဘောအဲ့တော့ကျွန်တော်တို့ဒီမှာ confirm နေလိုက်မယ်ဒါဆိုရင်တော့ capcut ကို install လုပ်တာပြီးပါပါပြီ။ဒါကတော့ install လုပ်ပြီးလို့စဖွင့်လိုက်တဲ့အချိန်မှာမြင်ရတဲ့ window ဖြစ်ပါတယ်။ကျွန်တော်တို့တစ်ခုကိုစလုပ်မယ်ဆိုရင်ဒီက create project ဆိုတော့နှိပ်ပြီးတော့စလုပ်ရတာပေါ့ကျွန်တော်ဘာမှစမလုပ်ခင်အရင်ဆုံး sign in ဝင်လိုက်ပါမယ်ဒီမှာ तू ကဘလို့ sign in ဝင်မလဲဆိုပြီးမေးရ TikTok account နဲ့ဝင်မလား QR code တော့မလား Facebook ကနေဝင်မလား Google နဲ့ဝင်မလားပေါ့ကျွန်တော် Google နဲ့ယူလိုက်ပါမယ် Google နဲ့ sign in ဝင်မယ်ဆိုရွှေလာရင် तू က default browser ကိုဖွင့်ပြီးတော့ sign in ဝင်ထားတဲ့ Google account နဲ့ဝင်မလားဆိုပြီး through မေးပါတယ်အဲ့ခါကျရင် yes လို့ဖြေလိုက်ပေါ့ဒါဆိုတော့ sign ဖြစ်သွားပြီဟိကျွန်တော်ကပ်ကပ် window ကိုပြန်သွားမယ် okay through ကိုမွေးနေတာဘယ်တော့လဲဆိုရေးပေါ့နော်ဒါရွေးချက်ကတော့ကပ်ကပ်က73နှစ်အောင်ဆိုတော့လို့မရအောင်လားမသိဘူးအဲ့တော့73နှစ်အထက်ဆိုရင်ဒါကိုမွေးနေကိုထည့်ပေးလိုက်ပါကဲဒါဆိုရင်ကပ်ကတ်ထဲကို sign ဝင်ပြပါပါပြီအဲ့တော့ကျွန်တော်တို့ခုစလုပ်မယ်ဆိုရင် ဒီအပေါ်ဆုံးမှမြင်ရတဲ့ create project from နေပြီးတော့စတာပဲဒါဆိုရင်တော့ Capcake ရဲ့ main interface ဟိုရောက်သွားပြီဗီဒီယိုတစ်ခုကို edit လုပ်မယ်စာရီထည့်မယ်ဆန်ရန်ထိုးမယ် effect တွေထည့်မယ်ဆိုတာကျွန်တော်ဒီနေရာမှာပဲလောက်အောင်မှာဖြစ်ပါတယ် capcut ကိုသုံးပြီဆိုရင်အဓိကအလုပ်လုပ်ရမယ်နေရာဖြစ်ပါတယ်အပေါ်ဆုံးမှာကျွန်တော်ဒီဘာရန်တစ်ခုရှိမယ်ဒီဘာရန်မှာလည်း cloud တွေရှိရပါတော့ cloud တစ်ခုချင်းစီမှာလည်းသူ function တွေအသေးသေးရှိမယ် ပြင်ကျွန်တော်တို့ဒီဘက်မှာ window တစ်ခုရှိမယ်အလဲမှာ window တစ်ခုရှိမယ်ညာဘက်မှာနောက် window တစ်ခုရှိမယ်အဲ့ဒါတွေရဲ့အောက်မှာတော့ဒီ timeline window ရှိမယ်ပေါ့ cap cap ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီ window ၄ခုနဲ့အဓိကအလုပ်လုပ်ပါတော့ပေါ့အော်အရင်ဆုံးအပေါ်ကဘာရန်နေစပြောပါမယ်ဘယ်ဘက်အပေါ်ဆုံးမှာ ကပ်ကပ်ဆိုတဲ့ logo လေးရှိပါတယ်။အဲ့ဒီ logo ရဲ့ဘေးက menu ဆိုတာလေးကိုနှိမ့်လိုက်ရင် main menu ပွင့်လာတယ်ပေါ့နော်။ဒီ main menu မှာကျွန်တော်တို့က project အသစ်ဖွင့်ရင်ဖွင့်လို့ရတယ်။ layout မှာကျွန်တော်တို့အခုမြင်နေရတဲ့ window လေးကိုနေရာချမျိုးကိုပြောင်းရင်ပြောင်းလို့ရတယ်။ပြီးတော့ setting မှာလည်း main setting ကိုပြောင်းနေတာမျိုးရှိရင်ဒီမှာပြောင်းလိုက်ရမယ်ဥပမာဘာသာစကားပြောင်းနေဖြစ်ဖြစ်မြန်မာတော့အခုချိန်မှာမပြောင်းသေးဘူးပေါ့နော်။နောက်ချိန်တော့ရလာမလားမသိဘူး။ ြီးရင် gap gap ထဲကနေထွက်မယ်ဆိုရင်လည်းဒီကနေ quit လုပ်လို့ရအောင်မယ်ဒါကအပေါ်ဆုံး variant အမီနူးမှာပါပြင်သူညာဘက်မှာတော့အမှန်ကြီးလေးနဲ့ auto save ဆိုပြီးတော့သူနောက်ဆုံးဘယ်တော့က auto save လုပ်လိုက်တာလဲဆိုတော့ပေါ့ပြီးရင်အလဲမှာတော့ဒါ04 24ဆိုတာဒီနေ့ရက်စွဲဥပြထားဖြစ်ပါတယ်ကျွန်တော်အခုဒီဗီဒီယိုလုပ်နေတာဟာ24ရက် April ပေါ့ April 04ပြောမှရက်ကိုတော့က24ဆိုပြီးထည့်ထားတာပေါ့အခုကျွန်တော်တို့ဖွင့်ထားတဲ့ project file ရဲ့နာမည်အားဒီဟာဖြစ်ပါတယ်ဒါလည်းသူ့ရဲ့ default setting ပေါ့နော်ပြန်သူ့ရဲ့ညာဘက်မှာ downman student လေးတွေနဲ့သူ့ဘေးမှာအောက်ကိုစိုက်နေများလေးရှိပါတယ်အဲ့ဒါလေးကိုနှိမ့်လိုက်ကြတော့ default media attributes vertical စသဖြင့်ဆိုပြီးပေါ်လာမှာပေါ့နော်။အော်ဒါကတော့အခုကျွန်တော်တို့မြင်နေရတဲ့ window လေးကိုဘယ်လိုမျိုးနေရာချနေလဲဆိုပြီးရွှေ့လို့ရတဲ့သဘောပါ။ default ဆိုရင်ပုံမှန် basic view ပေါ့နော်။တကယ်လို့ကျွန်တော်တို့က media ကိုပြောင်းလိုက်မယ်ဆိုရင်ခုန window လေးကိုကနေရာရွှေ့သွားပါတယ်။ဒီ window ကအကြီးဆုံးဖြစ်ပြီးတော့ general window တွေကသေသွားပါတယ်။ တကယ်လို့လားကျွန်တော်တို့က attributes ကိုနှိမ့်လိုက်မယ်ဆိုရင်ညာဘက်က details ရဲ့ window ကအကြီးဆုံးဖြစ်သွားပါတယ် vertical ကိုရွေးလိုက်ကြတော့လေ player window က vertical video တွေဖြန့်ကြည့်လို့အဆင်ပြေတဲ့ပုံစံပြောင်းသွားပြီပေါ့နော်အော်ကိုကြိုက်တာကိုပြောင်းထားတာနဲ့ကျွန်တော်တို့ကမူရင်း basic layer ကိုပြန်သွားနေတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ default ကိုနှိမ့်လိုက်လို့ရပါတယ်ပြီးတော့ဒီမှာကြုံတုံးတစ်ခုပြောရရင် default mode မှာဖြစ်ဖြစ် channel mode တွေမှာပဲဖြစ်ဖြစ် ကျွန်တော်ဒီ window တွေကိုတစ်ခုချင်းစီနေရာချလို့ရပါတယ်။ဟိုဒါကိုကျွန်တော်ကပိုချီးခြင်းလားပိုသိအောင်လုပ်ခြင်းလားဒါကိုပဲအကြီးသေးပြောင်းခြင်းလားဒီလိုပဲကစားခြင်းလားစသဖြင့်ပေါ့နော်ဒါတွေလုပ်လို့ရမယ်။ ပြီးတော့မှကျွန်တော်တို့ကငကိုမူရင်ပုံစံပြန်သွားနေတယ်ဆို reset current layout ကနေသွားလို့ရပါတယ်ဒါဆိုရင်သူငကိုအတိုင်းပြန်ဖြစ်သွားတယ် layout ကိုပြောင်းတဲ့ cloud ရဲ့အညာဘက်မှာဒီ shortcut ဆိုတဲ့ cloud ရှိပါတယ်ဒါကိုနှိပ်လိုက်ရင်နော် shortcut key ကိုမြင်ရပါတော့ဒီ shortcut key တွေကတော့တိထားရင် တော်တော်အသုံးဝင်ပါတယ်။ဒါမှန်းလည်း basic ကိုအရင်လေ့လာပြီးတော့မှနောက်ပိုင်း shortcut key ကိုပြန်လေ့လာရင်အဆင်ပြေတာပေါ့နော်။သူ့ရဲ့ညာဘက်မှာ ကိုယ့်ရဲ့ account နံပါတ်ကိုသေးသေးလေးမြင်ရရှိပြီးတော့သူက join pro ဆိုရယ် close ရှိပါတယ်။ဒါကတော့ capcut ကို free version ကနေ pro version ဝယ်သုံးရင်အဲ့ click ခိုင်းတစ်ဆင့်နှိပ်လိုက်ပြီးတော့ဝယ်လို့ရမှာပေါ့နော်။သူ့ရဲ့ညာဘက်မှာ share close ရှိရယ်ပြီးတော့ expo close ရှိပါတယ်။ အော်ဒီနှစ်ခုကတော့ကျွန်တော်တို့ကဗီဒီယိုတစ်ခုကို edit လုပ်ပြီးသွားတဲ့အချိန်မှာနောက်ဆုံး export လုပ်တော့မယ် share လိုက်တော့မယ်ဆိုရင်လောရမယ် cloud မျိုးဖြစ်ပါတယ်ပြီးရင်သူ့ညာဘက်အစွန်မှာတော့ဒါ software တစ်ခုမှာရှင်နေကြ cloud တွေပေါ့နော်အ minimize ရှိမယ် window size ပြောင်းတာရှိမယ်ပိတ်လိုက်တာရှိမယ်ပေါ့အော်ဒါကတော့အပေါ်ဆုံးအပိုင်းဖြစ်ပါတယ်ပြန်ကျွန်တော်ဘယ်ဘက်အပေါ်က window ကိုကြည့်မယ်ဒီ window မှာဆိုရင် material tab လေးရှိမယ်ပေါ့ media audio stacks sticker နဲ့ effects transition caption filter adjustment templates ai avatar ဆိုပြီးတော့ဒါသူ template တွေအမျိုးရှိရပါတော့အဲ့တော့ဒီ tab တစ်ခုချင်းစီကနေကျွန်တော်လုပ်လို့ရတဲ့ဟာအမျိုးမျိုးရှိရပေါ့အမှ text red tab ကိုနှိပ်လိုက်ရင်ဒီ text နဲ့ပတ်သက်ပြီးလုပ်ချင်တာမှန်အများကိုကျွန်တော်ကဒီ text red tab မှာပဲ လုပ်လို့ရတယ်ပေါ့နော်အော်ဒီ window ကတော့ဘာပဲလို့လုပ်ကျွန်တော်ခဏခဏပြန်လာရမယ်ပေါ့နော်ဒီ player ဆိုရဲဟာတော့ကိုက video file တခုဖွင့်ကြည့်ပြီဆိုရင်ဒီ window လေးမှာပေါ်နေမှာပေါ့နော်ဒီဘက် window ထဲမှာ example.mp4 ဆိုတဲ့ clip လေးတခုရှိနေဒါကျွန်တော်ထည့်ထားတာမဟုတ်ကပ်ကပ်ကသူ့ဥပမာအနေနဲ့ထည့်ပြထားတာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကို click နှိပ်လိုက်ရင်ခုနက player ဆိုတဲ့ window မှာ play ဖြစ်သွားတယ်ပေါ့နော် clip တစ်ခုကြည့်ရင်ကျွန်တော်ကဒီဘက်မှာနှိပ်လိုက်ရင်ဒီညာဘက်က player window မှာပေါ်လာမှာဖြစ်ပါတယ်ဒီ player window မှာမှာသူ့အောက်မှာ time code လေးရှိမှာခုဒီမြင်ရတဲ့ခဏလေးပေါ့နော်ပထမဆုံး0နှလုံးဟာနာရီပေါ့ပြင်သွား minute လာမယ်ပြင် second လာမယ်ပြင်ဒါ frame လာမယ်ပေါ့နော်အဲ့တော့ဒီဟာရဲ့အထိပ္ပာယ်ကဘာလဲဆိုတော့ဒီ video file လေးကစုစုပေါင်း5 second ကြာတယ်ကျွန်တော် pause လုပ်ထားတဲ့နေရာကတော့ 20စက္ကန့်နဲ့28 frame နေရာမှာ ဖြစ်တယ်။ပြီးရင်အဲ့ကဏ္ဍရဲ့ညာဘက်မှာဘာရန်လေးလို့မြင်နေရမှာပေါ့နော်။အဲ့ဘာရန်လေးကိုနှိမ့်လိုက်ဟာအောက်က timeline ဝင်တော့မှာ audio levels ကိုပြရပေါ့နော်အဲ့တော့ left right ဆိုပြီးတော့နှစ်ခုရှိမယ်ဒီဘက်ဘေးမှာတော့ taxable unit နဲ့တွက်ကြရပေါ့နော်သူက okay ပြီးရင်အဲ့အားညဘက်မှာဒါကတော့ play club ပေါ့ ကိုကြည့်နေတဲ့ဗီဒီယိုကလစ်ကို play လုပ်ခြင်း pause လုပ်ခြင်းဒီမှာလုပ်ရရမယ်။သူ့ညာဘက်မှာ full ဆိုတဲ့ဟာလေးရှိရပေါ့။အဲ့ဒါကိုနှိမ့်လိုက်ရင် ခုကြည့်နေတဲ့ဗီဒီယိုကို full quality နဲ့ကြည့်မလား။ဒါမှမဟုတ် full quality မဟုတ်တဲ့တခြား high quality သို့မဟုတ် medium သို့မဟုတ် low quality နဲ့ကြည့်မလားပေါ့နော်။ကိုက full quality နဲ့မကြည့်ဘဲနဲ့ short ပြီးတော့ကြည့်လေလေ။ဖွင့်ကြည့်ရတော့မြန်လေးလေးဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့အခုဒီနေရာမှာ video file ရဲ့ quality ကနည်းနည်းကျသွားလိမ့်မယ်ပေါ့နော် low quality ကိုနှိမ့်လိုက်ရင်ဒီတိုင်းဆိုရင်တော့အများကြီးခက်တယ်ပေါ့နော်ဒါပေမဲ့ full quality လောက် quality မကောင်းတော့ပဲကျသွားရဆိုတဲ့သဘောပေါ့ပရောအဲ့ဒီခါညဘက်မှာ Q ဆိုပြီးတော့တစ်ခုရှိပါမယ်ဒါကတော့ zoom in zoom out လောက်တာပေါ့နော်အဲ့ဒါအဲ့ ြီးတော့သူ့ညာဘက်က ratio ပဲဆိုတာကြတော့ကျွန်တော်တို့ကအခု video ကိုဒီတိုင်းရိုးဖွင့်ကြည့်နေတဲ့အဆင့်ပေါ့နော် timeline နဲ့မထည့်ရသေးဘူးအော်ဒါတွေရဲ့အလုံးလုံးပုံအပြည့်အဝမမြင်ရသေးဘူးပေါ့နော်အော်ပြီးရင်ကျွန်တော်တို့ပြန်လာခဲ့မယ်သူ့ညာဘက်မှာတော့ဒါ full screen ကြည့်လို့ရတဲ့ဟာပေါ့ဒါအောင်နှိပ်လိုက်ရင်ကျွန်တော်က full screen window ဖြစ်သွားမှာပါပြန်ထွက်ချင်တစ်ချက် click နှိပ်လိုက်ပြီးရင်ဒီကနေပြန်ထွက်လိုက်ရတယ်တော့ escape ကိုနှိပ်လိုက်ရင်လည်းပြန်ထွက်သွားမယ် အဲ့ဒါရဲ့ညာဘက်မှာတော့ details window ပါသူ့အောက်ကဟာတော့ကျွန်တော်တို့ဒီမှာခဏထားခဲ့လိုက်မယ် off phone window ကတော့ဒါ timeline window ပေါ့နော်ဒီ timeline window ရဲ့အလုပ်လုပ်ပုံလေးကိုပြခြင်းကြောင့် timeline နဲ့ဟို video တစ်ခုထည့်လိုက်မှသူကသိသိချာပြလို့ရမှာပေါ့နော်အဲ့ကျွန်တော်တို့အရင်ဆုံးအနေနဲ့ video တစ်ခုကို import လုပ်လိုက်မယ်သူ example ပေးထားတဲ့ clip လေးကိုလည်းကျွန်တော်တို့ယူသုံးမယ်ဆိုရင်တော့သုံးနိုင်လို့ရတယ် ဲဒါမဲ့ဒီထဲကို video file တစ်ခုဘလို import လုပ်ရမလဲဆိုတော့ကျွန်တော်ပြကြတယ်ပေါ့နော်အော်ကျွန်တော်တို့က two example ပေးထားတဲ့ဟာကိုမသုံးမဲ့လည်းကိုယ်ပိုင် video တစ်ခုကိုသုံးပြီးတော့စမ်းကြည့်လိုက်မယ်အော်ဒါကိုအရင်ဆုံး right click ထောက်ပြီးတော့ delete လုပ်လိုက်မယ်အခုဒီမှာဘာ video file မှဘာ audio file မှရှိမနေဘူးပေါ့နော်အော်ကျွန်တော်ကတစ်ခုဟို edit လုပ်တော့မယ်ဆိုရင်ဒါကျွန်တော်တို့ edit လုပ်မဲ့ video file ကိုအရင်ဆုံးဒီထဲကိုထည့်ရမှာပေါ့အဲ့ဒါက import လုပ်တယ်လို့ခေါ်ပါတော့ အဲ့တော့သူက drag and drop လုပ်လဲရတယ်။ဒီဘက်က import thread cloud ကိုနှိပ်ပြီးတော့လည်းလုပ်ရမယ်။ဒီနေရာမှာ double click ပေးပြီးတော့လုပ်လိုက်လည်းရမယ်။အဲ့တော့ import ကလည်းကျွန်တော်အရင်သွားကြည့်မယ်။ import ကိုနှိပ်လိုက်တော့ window ပွင့်လာမယ်။အဲ့တော့ဒီ window ကနေမှာကျွန်တော်တို့ edit လုပ်မယ့် video file ရှိတဲ့နေရာမှာကို edit လုပ်ချင်တဲ့ video တွေကိုရွေးပေးရမှာပေါ့။ကျွန်တော်ဥပမာအနေနဲ့ဒီ၃ခုလောက်ရွေးလိုက်မယ်။ဒါဆိုရင်ဒီ video ၃ခုအား project ထဲတော့ရောက်လာပြီ။ ဒီဟာနဲ့အလုတ်လုပ်မယ်ဆိုရင်တော့ကျွန်တော်စလုပ်လို့ရပြီခုနဥပမာအနေနဲ့ပြရတဲ့ဗီဒီယိုကအတန်မပါဘူးပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာအတန်ပါတယ်ဒီနေရာမှာကြည့်လိုက်ရင်သူအတန် level တွေတက်နေအောင်မြင်နေရပေါ့နော်ဒီအစိမ်းနှုံးလေးကတက်တက်သွားရပေါ့ or down နှိမ့်လိုက်လဲဒီအောက်က timeline window မှာဒီ levels လေးတက်တက်ထပ်ပေါ်လာမယ်ပေါ့နော်ဒီ clip မှာအတန်ပါတယ်ဒါကိုပြနေရပေါ့အရင်ဆုံးဒီထက်က clip တစ်ခုကို timeline တွေကိုဆွဲကြည့်မယ်နှိပ်ပြီးတော့ timeline mode track and drop လောက်တာပဲဒါဆိုရင်ဒီ timeline mode ကိုခုနကျွန်တော်တို့ track and drop လောက်လိုက် video ကရောက်သွားပြီအဲ timeline ရဲ့သဘောတရားဘယ်ဘက်ကနေစပြီးတော့ညာဘက်ကိုသွားမြင်နေရတဲ့ဒီဟာလေးကိုဒါ play head လို့ခေါ်တာပေါ့နော်အဲကျွန်တော်က play head ကိုကြိုက်တဲ့နေရာရွှေ့အမှဒီနေရာကိုရွှေ့လိုက်တယ်အဲပြီးရင်သူက play လုပ်မယ်ဆိုရင် ကိုရွှေ့ထားတဲ့နေရာနေစပြီးတော့ပဲသူကညာဘက်ကိုသွားတယ် တော့တကယ်လို့ကိုကရှေ့ဆုံးကိုပို့လိုက်တယ်ဆိုရင်လည်းသူကအဲ့ညာနေစာယူရောပဲသူကညာဘက်ကိုယူရောပါမှာပေါ့အဲ့တော့ timeline ကတော့ဘယ်ဘက်ကနေညာဘက်ကိုပဲသွားတယ်ဘယ်ဘက်အစွန်တော့က0000ပေါ့နော်အဲ့0 minute 0 second ကိုပြောတာဖြစ်ပါတယ်ဒီ playhead ကို timer မှာကျွန်တော်ဆွဲဝါတာနဲ့အမျှ ဘာုံမြင်ရမလဲဆိုတော့ဒီစိမ့်ပြရအောင်ကဏန်းလေးရတယ်လိုက်ရွေနေအောင်မြင်ရမယ်ပေါ့နော်ဒီမှာမြင်ရတဲ့ကဏန်းကအခု play head ရောက်နေတဲ့နေရာဟိုပြရတဲ့သဘောပဲ play head ကိုကျွန်တော်ဒီမှာလွှတ်လိုက်မယ်ဒါဆိုရင်အခုကျွန်တော်ရောက်နေနေရဟာ30စက္ကန့်နဲ့6 frame မြောက်ဖြစ်ပါတယ်ဒီဗီဒီယိုတစ်ခုလုံးက1မိနစ်49စက္ကန့်နဲ့5 frame ကြာတယ်။ play head ကိုခြာနိုင်နေရတော့32စက္ကန့်နဲ့ 6 frame မြောင်းနေရမှာချထားတာပေါ့နော် timeline ထဲမှာဒီ video click တစ်ချက်နှိပ်လိုက်ရင်ဒီညာဘက်က window ကပြောင်းသွားတာကိုတွေ့ပါလိမ့်မယ်ကျွန်တော်တို့ကဒီနေရာမှာဖြစ်ဖြစ် channel နေရာတစ်ခုမှာ click ပြန်နှိပ်လိုက်မယ်ဆိုဒီဘက် window က details ဆိုပြီးတော့ပြနေမယ်ဒါကဒီ project ရဲ့ details ကိုပြနေတာပေါ့နော် ဒါပေမဲ့ကျွန်တော်တို့ဟာ timeline နဲ့အဗီဒီယိုကလစ်တစ်ခုကိုထောက်လိုက်မယ်ဆိုတာလေ project details ကိုပြမဟုတ်တော့ဘဲနဲ့ဒီ timeline နဲ့အဗီဒီယိုကလစ်ကိုကျွန်တော်တို့ဘာတွေလုပ်ရမလဲဆိုပြီးပြပါပေါ့နော်အဲ့တော့အဲ့ထဲမှာလည်းအမျိုးမျိုးရှိမယ်ဒီ tab တွေအမျိုးမျိုးပေါ့ video လား audio လား speed ကို ပြောင်းကျင်တာလားစသဖြင့်ရွှေ့လွှဲရတဲ့ခါရရှိပေါ့နော်အဲ့ tab တစ်ခုချင်းစီမှာလည်း video thread tab မှာလည်းသူက basic လား background ဖျောက်ချင်တာလား max ထည့်ချင်တာဒါမှမဟုတ် retouch လုပ်ချင်တာဆာဖြင့်ကျွန်တော်ရွေးလို့ရမယ်အဲ့ဒီမှာ pro လို့ရေးထားတဲ့ဟာလေးတွေကတော့ဒါ free version မှာမရဘဲနဲ့ pro version မှာမှရတဲ့ဟာတွေပေါ့နော် pro version လို့ရေးထားတဲ့ဟာကိုဓမ္မတော့ဝင်တုံးလို့မရဘူးလားမဟုတ်ဘူးတုံးလို့ရရတယ် pro version အနေနဲ့လုံးလိုက်ဘယ်လိုပုံစံမျိုးထွက်မလဲဆိုတော့ကျွန်တော်ကမြင်ရမယ်ဒါပေမဲ့အဲ့ဒါကို export လုပ်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ qua pro version features တွေတုံးပြီးတော့မှ export လုပ်မယ် ဆိုရင်ဒါကိုယ်ွယ်ထားတာ pro version မဟုတ်ရင် export လုပ်လို့မရဘူးเนาะ okay အဲ့တော့ဒီ timeline ကိုကျွန်တော်ပြောအောင် timeline window ရဲ့ပေါ်ဘယ်ဘက်က cloud တရားနေကျွန်တော်စကြည့်မယ်ဆိုရင်မြား icon လေးရှိမယ်သူ့ဘေးမှာ အောက်ကိုပြထားတဲ့မြားလေးရှိမယ်အဲ့အဲ့အားလေးကိုနှိပ်လိုက်ရင်ကိုယ့်ရဲ့ဒီ mouse cursor ကိုဘာအတွက်သုံးလဲဆိုပြီးရွေးလို့ရမယ်အပေါ်သွားဟာဆိုရင်ဒါရိုးရိုး select လုပ်တဲ့အနေနဲ့ ခေါင်းလဲရမယ် split ကိုရွေလိုက်ရင်ဒီ clip တစ်ခုကိုဖြတ်ချင်တဲ့နေရာမှာကျွန်တော်ဖြတ်ချလိုက်ရမယ်ဒါဆိုရင်ဒါက clip နှစ်ခုဖြစ်သွားပြီအမှကျွန်တော်ကနောက်တနေရာမှာထပ်ဖြတ်ချင်တယ်ဆိုရင်ဒါကိုနှိမ့်လိုက်ရင်စုစုပေါင်း clip သုံးခုဖြစ်သွားပြီ select to split to ပြောဒီမှာရှေ့ဟာရို shortcut လေးလည်းသုံးရပေါ့ keyboard shortcut လေးအဲ့တော့ a ကိုနှိမ့်လိုက်ရင် select ရမယ် B ကိုနှိပ်လိုက်ရင် split ရမှာပေါ့နော်သူ့အောက်မှာ select left word ရှိမယ် select right word ရှိမယ်ဒါကတော့ clip တစ်ခုထပ်ပို့ပြီးတော့ select လုပ်ခြင်းသုံးရတဲ့ function ပေါ့အဲ့တော့အမှကျွန်တော်တို့ကဒီ clip နှစ်ခုကို select လုပ်ခြင်းဒီနေရာမှာ click ပေးပြီးတော့ဒီလိုထောက်ပြီးရွှေ့လဲရတယ်ဒါမှမဟုတ်ကျွန်တော်ဒီနေရာကိုပွားပြီးတော့ဒီမှာ select right word ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် အဲကျွန်တော်တို့ရွေးချင်တဲ့ clip ကနေစပြီးတော့နှိမ့်လိုက်မယ်ဆိုရင်ဒါသူ့ညာဘက်မှာရှိနေတဲ့ clip ကို select ဖြစ်သွားမယ် select left word ကိုရွေးမယ်ဆိုရင်ကျွန်တော်တို့နှိမ့်လိုက်တဲ့ clip ရဲ့သူ့ရဲ့ဘယ်ဘက်မှာရှိတဲ့ clip တွေဟာ select လုပ်ပြီးသားဖြစ်သွားမယ်ပြီးရင်သူ့ညာဘက်မှာရှိဟာ undo ဖြစ်ပါတယ် undo ကတော့ကိုလှုပ်ထားပြီးသား action တစ်ခုကိုကိုကမလှုပ်ချင်တော့ဆို undo လုပ်တာပေါ့နော်သူ့ညာဘက်ကကျတော့ဒါ reset ပေါ့နော် အကွာ undo လုပ်လိုက်တယ် undo လောက်တော့ဒီမှာ undo မလုပ်ခင်တော့အခြေအနေဝယ်ပြန်သွားရင်ဆိုတော့ reset လုပ်ကြတာပေါ့အဲ့ဒါကတော့ကျွန်တော်က undo မလုပ်ထားသေးတော့ဒီ reset ကနှိပ်လို့မရဘူးပေါ့မီးခိုးရအောင်လေးလို့ဖြစ်နေတယ်အဲ့တော့ undo တစ်ခါလုပ်ကြည့်လိုက်မယ် undo ဖြစ်သွားပြီခုနအခြေအနေဝယ်ပြန်သွားရင်ဆို reset နှိပ်လိုက်ပြန်သွားပြီပေါ့သူ့ညာဘက်မှာဒီ split ကိုမှ control b လို့ရတော့ပြထားရှိရပေါ့နော်ဒီအောင်နှိပ်လိုက်ရတော့ဆိုတော့တခါတယ် ကိုယ်ရဲ့ play head ရောက်နေတဲ့နေရာလေး file ကနှစ်ချမ်းကွဲသွားမှာပေါ့နော်ကျွန်တော်တို့ play head ကအခုဒီမှာရောက်နေမယ်ဒါဆိုရင်ဒါ clip တစ်ခုပေါ့နော် clip တစ်ခု play head ကဒီမှာရောက်နေမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဒီ split တို့မဟုတ် control p ကိုနှိပ်လိုက်ရင် clip တစ်ခုကလည်းတခါရဲ clip နှစ်ခုကိုအဖြစ်ပြောင်းသွားမှာဖြစ်ပါတယ် split ပြီးတော့ရင်နောက်တစ်ခုကတော့ delete left နဲ့ delete right ဖြစ်ပါတယ်အဲ့ delete left နဲ့ delete right တဘောတရားကတော့ဒီ clip မှာဒီကောင်မလေးကဝင်လာတယ် coffee ခွက်ပေးတယ်ပြီးတော့သူကထိုင်ချလိုက်တယ်အဲ့ကျွန်တော်ကဒီ clip ကိုကောင်မလေးထိုင်ချလိုက်တဲ့နေရာကနေစပြီးတော့ပြကျင်တယ်မှာကျွန်တော်ကဒီနားကနေစကျင်တယ်ဒါဆိုရင်လှုပ်လို့ရတဲ့ဤတွေကမျိုးရှိမယ်ဥပမာကျွန်တော်အရင်ဆုံး ဒီမှာ split ကိုယူရမယ်။သို့မဟုတ်လည်းကျွန်တော် shortcut b ကိုနှိပ်လိုက်မယ်။ b ကိုနှိပ်မယ်။ split လုပ်မယ်။ဒါဆို clip နှစ်ခု꿰သွားတယ်။အရှင်မကျွန်တော်ကဒါကိုရွေးပြီးတော့ delete လုပ်လိုက်မယ်။ဒါကဒီနည်းဒီလိုမှမဟုတ်လည်းကျွန်တော်ကကိုဖြတ်ချင်တဲ့နေရာမှာ play head ကိုချထားမယ်။ပြီးရင်ဒီအပေါ်က split ပေါ့ control b control b ကိုနှိပ်လိုက်မယ်။ဒါလည်းအမှန် clip တစ်ခု꿰ွားပြီးပြင်ဒါကိုကျွန်တော်တို့က delete လုပ်ရမယ်ဒါနောက်နေပေါ့နော်ဒါပေမဲ့တကယ်လို့အဲ့လိုလုပ်မယ်ဆိုရင်ကျွန်တော်ကအရင်ဆုံး clip ကို split လုပ်ရမယ်ပြီးမှကိုမလိုတဲ့အပိုင်းကို delete လုပ်ရမယ်ဒါဆိုနှစ်ဆင့်ပေါ့နော်ဒါပေမဲ့တကယ်လို့သာ delete left နဲ့ delete right ကိုတော့မယ်ဆိုကျွန်တော်တို့ကတစ်ဆင့်နဲ့ပဲလုပ်ရမယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီနေရာမှာဘယ်ဘက်အပိုင်းကိုမလို play head ရဲ့ဘယ်ဘက်အပိုင်းကိုမလို့ဘယ်ဘက်အပိုင်းကို ဖြတ်ပြမှာဖြစ်တဲ့အတွက် delete left ကိုကျွန်တော်ရွေးလိုက်ရင်တခါရဲဖြတ်ပြီးတော့အဲ့ bever ကအပိုင်းဟာသူက delete လုပ်ပြီးရဲ့သဘောပေါ့နော်ဒီကောင်မလေးထိုင်ချလိုက်တဲ့အပိုင်းဒီလောက်ကိုကျွန်တော်ကလိုချင်တယ်ပြီးရင်သူတို့စကားဆက်ပြောရဲပါလို့ကျွန်တော်ကမလိုချင်အဲ့ဆိုရင်ရက်ချင်တဲ့နေရာမှာ play head ကိုချလိုက်မယ်ပြီးရင်ဒီမှာ delete right ကိုနှိပ်လိုက်မယ် keyboard shortcut ကိုနှိပ်ချင်လဲ w ပေါ့နော် w ကိုနှိပ်လိုက်တဲ့ဆို play head ရဲ့ညာဘက်ကရှိတဲ့အပိုင်းဟာ တစ်ခါရဖြတ်ပြီးတော့ delete လုပ်ပြီးသားပါဖြစ်သွားမယ်အခုဆိုရင်ကျွန်တော်ကဒါ timeline နဲ့ clip ကို select လုပ်ထား select လုပ်ထားတဲ့အချိန်မှာဒီ timeline window အပေါ်မှာရှိရဲ့ icon လေးရာလဲနည်းနည်းပဲရှိရဲ့ဒါပေမဲ့ကျွန်တော်က clip ကို select လုပ်လိုက်တဲ့အချိန်မှာ timeline အပေါ်က icon လေးတွေအပိုများလာဒီ clip ကိုကျွန်တော်က manipulate လုပ်လို့ရတဲ့ handle လုပ်လို့ရတဲ့ option တွေပိုများလာပေါ့နော် တော့ဘာရှိမလဲဆို delete လုပ်လို့ရမယ်ဒါကတော့ share မှာဒီ timeline တွေကဒီ clip တခုကို delete လုပ်ချင်တာပေါ့နော် marker တော့ဒါအခုအခြေခံအစစ်မှဆိုရင်တော့ဒါမပြောလဲရသေးတယ်အော်ကျွန်တော်ကြော်သွားလိုက်မယ်ဒီ freeze ကလည်းမပြောရင်ရသေးတယ်လို့ကျွန်တော်ထင်တယ် freeze ကိုလည်းကြော်သွားမယ်သူဘေးက reverse ကတော့ဒါတော့ clip တခုကိုရှေ့အောင်ပြောင်းပြန်လှမ်းလိုက်တဲ့သဘောပေါ့နော်ဆိုလိုတာကလူတယောက်လမ်းလျှောက်လာတဲ့ clip တခုရှိမယ် ကျွန်တော်ကအဲ့ဒါကို reverse လုပ်လိုက်မယ်ဆိုအဲ့လူကလမ်းလျှောက်လာမဟုတ်ဘဲနဲ့နောက်ကျရင်လျှောက်သလိုဖြစ်သွားမယ်ပေါ့နော်ဒီ clip ဆိုရင်ဒီမှာကောင်းမလေးကညာဘက်ကဝင်လာမယ် coffee ပေးမယ်ပြီးတော့ထိုင်ချလိုက်မယ်ပြီးတော့သူတို့နှစ်ယောက်ထိုင်ရတာနဲ့ clip ကဆုံးသွားတယ်တကယ်လို့သာဒါကို reverse လုပ်လိုက်ရင်သူတို့နှစ်ယောက်ထိုင်တာနဲ့စမယ်ပြီးတော့ကောင်းမလေးကထမယ်ထပြီးတော့မှသူကနောက်ပြန်လျှောက်သွားတယ်ပေါ့နော်အဲ့တော့ clip ကိုလုံးဝရှေ့နောက်လှည့်လိုက်တဲ့သဘောပေါ့ ပြီးရင်သူ့ဘေးက mirror mirror တော့ဒါ clip ကိုမှန်ထိုးလိုက်သလိုပေါ့နော်ဘယ်ညာပြောင်းလိုက်သလိုမျိုးပေါ့ဥပမာဆိုရင်ဒီယောက်ျားလေးကဘယ်မှာ main clear ညာမှာရှိမယ် mirror လောက်လာရင် main clear ဘယ်ဘက်ယောက်ျားလေးကညာဘက်ရောက်သွားမယ်သူ့ဘေးက rotate rotate ကတော့ down နှိမ့်လိုက်ရင်သူ90 degree လိုက်ပြီးတော့ rotate လုပ်ပြရပါတော့အဲဒီကဲလို့ကိုက90 degree လိုမျိုး ထောင်ဂျိုးတွေမလုံးချင်ဘူး60ဒီဂရီထက်နည်းတဲ့ပမာဏတစ်ခုလုံးချင်တယ်ဆိုလဲဒီစဝိုင်းတွေဟာပြားတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော်ကဖိဆွဲပြီးတော့ဒီလိုမျိုး rotate လောက်လဲလုပ်လို့ရပါတယ်ဒါ rotate ပါ pro crop crop ကတော့ရှင်းပါတယ်ပေါ့နော်ဟိုဓာတ်ပုံတွေ crop လို့ဆိုရမှာကျွန်တော်ကဒီနေရာကိုပဲပြရခြင်းလားဒါမှမဟုတ်ဒီနေရာကိုပဲပြရခြင်းလားကိုကြိုက်သူ crop လို့ရပါပေါ့နော်ဒီ transcript ရဲ့ split scene ကိုလည်းကျွန်တော်ခဏထားခဲ့မယ် ဒီညာဘက်က icon လေးအကြောင်း function လေးအကြောင်းပြောမှာပေါ့နော် voice over ကိုလည်းကျွန်တော်ဒီနေရာမှာထားခဲ့လို့ရရတယ်အပြင်သူ့ဘေးမှာ turn off main track magnet ပေါ့အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အခုဒီဗီဒီယိုတင်ထားတာ main track လို့ခေါ်တာပေါ့နော်ဥပမာကျွန်တော်တို့ကဒီဗီဒီယိုကို timeline နဲ့ထည့်လိုက်မယ်ဒါဆိုရင်ပထမဗီဒီယိုတစ်ခုပြီးမှဒီဒုတိယဗီဒီယိုကလာမယ်ဒီဗီဒီယိုကို drag လုပ်ပြီးတော့ဆွဲပြီးတော့သူ့ပေါ်တင်ပေးလိုက်ရင်ဒါနောက်ဒုတိယ track တစ်ခုဖြစ်သွားပါတယ်။ဒါဆိုရင် track နှစ်ခုဖြစ်သွားပြီလို့ကျွန်တော်ကပြောလိုက်ရတာပေါ့။နောက်ထပ် track တစ်ခုထပ်တဲ့ခြင်းနောက် clip တစ်ခုယူလာပြီကျွန်တော်ဒီပေါ်တင်လိုက်ရင်နောက် track တစ်ခုရမှာမယ်။ဒါဆိုရင် track 3ပေါ့နော်။စပွဲပေါ်မှာဆာရွက်တွေပုံလာတယ်ကျွန်တော်ကအပေါ်တဲတဲ့ဟာလေးကြည့်မယ်ဆိုအပေါ်ဆုံးမှရှိတဲ့စာအုပ်ကိုကျွန်တော်ကအရေးဆုံးမြင်ရမယ်အဲ့ဒါကိုဖယ်လိုက်မှာ သူ့အောက်ကစာအကိုမြင်ရမယ် track တွေရဲ့သဘောကလည်းအဲ့သဘောပါပဲ0မိနစ်0 second ကနေဒီအထိတော့ကျွန်တော်တို့ကအောက်ဆုံး track ကဟာကိုမြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ play head ကဒီ track စီကိုရောက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီဒုတိယ track က clip ကိုအမြင်ရတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ turn off main track magnet ရဲ့အလောက်ကပါလဲဆိုတော့ဒါကိုဖွင့်ထားလို့ရှိရင်ဒီလိုမျိုး စိမ့်မြအောင်လေးလျင်ရဲဆိုတော့ on ထားတာပေါ့နော်အဲ့လို on ထားလို့ရှိရင်ကျွန်တော်တို့ကဒီ track ပေါ် clip ကိုဆွဲကျင်နေနေအောင် track ဆွဲဒါမဲ့လွတ်လိုက်ရင်သူ့ငကို0 minute 0 second point ဝင်ပြန်ရောက်သွားမယ်ပေါ့နော်ဒါကိုပိတ်လိုက်မယ် okay စိမ့်ပြားလေးလင်းနေတော့ဆိုကျွန်တော်ကဒါကိုဒီနေရာရွှေ့လိုက်ရတယ်တပတ်ထိရွှေ့ထားလိုက်ရတယ်အဲ့ချိန်မှာကျွန်တော်တို့ကဒါကိုပြန် online မယ်ဆိုရင်ဒီ track ကသူ့0 minute 0 second ကို ပြန်ရောက်သွားမှာပေါ့နော်သူ့ဘေးကတကူကတော့ turn off auto snapping မှာ or snap ဖြစ်တယ်ဆိုတာဘာလဲဆိုရင်ဒီဗီဒီယိုကိုယူလာမယ် okay အဒီနီယံလေးကိုပို့လိုက်တာ ਨੇ ပြရောင်ဘာရန်လေးပေါ့နော်အပေါ်ဘာရန်လေးမြင်နေရပါမယ်အော်အဲ့နေရာမှာကျွန်တော်တို့ကလွတ်လာရင်ဒီအောက်က track ဆုံးသွားနေရမှာပဲဒီဒုတိယ track ပေါ့ဟာ clip ကစာဖြစ်ပါတယ် ဒါကျွန်တော် snapping ကို on ထားလို့ပါ or snapping ကို on လုပ်ထားရင် အလုပ်လုပ်အောင်ပို့ပြီးတော့လွယ်ပါတယ်တကယ်လို့ဒါကျွန်တော်တို့က snapping ကို on ထားခဲ့ဘူးဆိုရင်ဘလို့ဖြစ်မလဲဆိုတော့ snapping ကိုကျွန်တော်ပိတ်လိုက်မယ် okay ဒီ clip ကိုဆွဲယူလာမယ်ဒီနေရာမှာချမယ်ဆိုရင်အောက်က clip ပြီးွားတဲ့နေရာမှာချက်ချင်းအပေါ်က clip ဝင်မှုဝင်ဆိုတော့ကျွန်တော်မသေးကြဘူးပေါ့နော် okay ဒီမှာချကြည့်လိုက်မယ် အခုပြီးရင်သေချာအောင်ဆွမ်းမြင်ဝင်ကြည့်လိုက်မယ်။ Okay မရသေးဘူး။အဲ့ဆိုကျွန်တော်ကဒီ clip ကိုတစ်ပတ်နဲ့ဆွဲယူလာမယ်။ဒီမှာချလိုက်မယ်။ဒါမဲ့သေချာလားမသေချာသေးဘူး။ဆွမ်းမြင်ထပ်ဝင်ကြည့်။ Okay ။ဒီလိုဒါဆိုရင်မှအောက်က clip ပြီးသွားရတယ်။ချင်းချင်းဒီအပေါ် clip စမှာပေါ့နော်။ဒါ snapping ကိုကျွန်တော်မ on ထားတဲ့အတွက်အဲဒီလိုမျိုးလုပ်နေရတာပေါ့နော်။လုံးလုံးသေချာအောင်ပြန်ကြည့်နေရတာပေါ့။ တကယ်လို့ဒါကျွန်တော်တို့က snapping ကို on ရမယ်ဆိုရင်ထောက်ဆွဲယူလာမယ်ဒီလိုလုပ်ရမယ်ဒီနားကိုပို့လိုက်တာ ਨੇ ဒီ play head ကဒီမှာရှိပေါ်အောင်မလို့ကျွန်တော် play head ကိုဒီဘက်ပို့လိုက်မယ် clip ကိုဆွဲယူလာမယ်ဒီ ball လေးတင်လိုက်ပြီးအရာပေးလိုက်ပြီးဆိုတာ ਨੇ ဒါအပြာရောင်ဘာရန်လေးပေါ့နော်အပေါ်ဘာရန်လေးပေါ်လာအဲ့ဒါသူ snap ဖြစ်နေပြီဆိုတဲ့အတိတ်ပဲပေါ့အဲ့ဒီနေရာမှာကျွန်တော်တို့လွတ်လိုက်မယ် okay ပြီးရင် ေးကြအောင်ဇွမ်းမင်ဝင်ကြည့်မယ်အဆုံးထိဒီအောက်က clip ရဲ့နောက်ဆုံး frame ပြီးပြီးချင်းပါပဲအပေါ် clip ကစာတယ်အဲဒါ snapping ရဲ့အားသာချက်ပေါ့နော် snapping ရဲ့ဘေးက linkage ပေါ့နော် linkage ကိုတော့ကျွန်တော်အခုချိန်မှာမပြောဘဲနဲ့ထားခဲ့ပါအောင်မယ်နောက်ပိုင်းကျမှကျွန်တော်ပြောပါမယ် linkage ရဲ့ဘေးက turn on preview access route နှိမ့်လိုက်เนาะဒီ timeline ပေါ်မှာကိုယ့်ရဲ့ mouse cursor ကိုနေရာရွှေ့လိုက်တာ ਨੇ အပွား player မှာလည်းမရောက်နေနေအောင်သူပြရတယ်ပေါ့နော် play head ကိုမသုံးမဲနဲ့ကိုယ့်ရဲ့ clip ကဘယ်နေရာမှာဘာဖြစ်တယ်ဆိုတာကိုသိရင်ကျွန်တော်ကဒီ preview access ကိုသုံးလို့ရတာပေါ့သူ့ရဲ့ဘေးမှာတော့ဒါ zoom to fit timeline ပေါ့နော်ဒါကိုနှိမ့်လိုက်ရင်နော် timeline မှာကျွန်တော်ကပို့ပြီးတော့ကြည်ပြည့်ပြည့်မြင်နေရမယ်ဒါဘာနဲ့တူလဲဆိုတော့ဒီသူ့ဘေးက zoom in zoom out ကိုကျွန်တော်ကစားဆိုမျိုးပေါ့နော်အမှဒါဆိုရင် zoom out ဖြစ်မယ်ဒါဆိုရင် zoom in ဖြစ်မယ် ိုအလုံးလုံးနေတဲ့ပုံစံပုံမူဒီတော့ဆုံးမဆုံးမောက်ကကစားပေးရပါဘောနော်ဒီ track တစ်ခုရင်းဒီအဖေးမှာဒီရှိရဲ့ cloud လေးအကြောင်းလိုက်ပြောပါအောင်မယ် lock tracks ရဲ့ဟာလေးရှိရဲ့ဘောနော်အဲ့ဒါကိုနှိမ့်လိုက်ရင်တော့ဒီ track ကိုဘာမှပြောင်းလဲလို့မရတော့ပဲ ਨੇ lock လုပ်ထားတဲ့သဘောပေါ့ဆိုလို့ဆိုတော့ကျွန်တော်တို့ဟာဒီ track မှာတော့တော်တော်စေလုတ်စရာအလုံးမရှိဘူးဒုတိယ track ကိုအလုံးလုတ်ချင်တာမတော်စမှားပြီးတော့ဒီအောက်က track ကိုသွားပြီးတော့ဖြင်းပြီးလို့ နေရာပိုင်းမြွေသွားစေခြင်းဆိုကျွန်တော်တို့ကဒီ lock track ကိုနှိပ်လိုက်ရင် lock လုပ်ထားတဲ့ track ကိုဘလို့မှပြောင်းလို့မရတော့အော် lock ရဲ့တဘောတော့ထားပါပဲသူ့ဘေးနားမှာမျက်လုံး icon လေးနဲ့ high track ပေါ့နော် high track ရဲ့တဘောကြောက်လဲဒါမကြည့်ဘဲနဲ့ခဏဖုံးထားမယ်ဆိုတဲ့ဘောပေါ့အော်ဆိုလဲဆိုတော့ lee head ကိုဒီနေရာကိုရွှေ့လိုက်ပြီအပေါ်က track ကအောက်က track ကိုဖုံးနေတဲ့အတွက်ကျွန်တော်အပေါ်က track ကိုပဲမြင်နေရတယ် တကယ်လို့အောက်က track ကဘာလဲဘာရှိလဲဆိုတာသိရင်ကျွန်တော်တို့ကဒါကိုဒီလိုမျိုးနေရာရွှေ့ပြီးတော့ကျင်လဲသိရင်သိမယ်ဒါမှမဟုတ်ဒီမျက်လုံး icon ကိုနှိပ်ပြီးတော့ high track လောက်လိုက်ရင်လည်းအောက်က track ကိုကျွန်တော်ကမြင်ရမှာဖြစ်ပါတယ်ပြီးတော့သူ့ဘေးမှာ mute track ဒီ mute track ကိုနှိပ်လိုက်ရင်ကို mute လောက်လိုက်တဲ့ track စီကအတန်းမကြားတော့ပဲ genetic track တွေကအတန်းပဲကြားရမယ်ပေါ့နော် ပြီးရင်သူ့ဘေးမှာအဆက်ကလေး၃လရှိရပေါ့ track setting အဲ့ဒါကိုနှိပ်လိုက်ရင် option တစ်ခုရှိမှာ track height ကိုပြောင်းရမယ်ပြီးရင် audio waveform size ကိုပြောင်းရမယ်အော် track height ဆိုတော့ဒါဒီ track တစ်ခုချင်းစီကိုကိုကဘလောက်ရှေ့ရှေ့မြင်ရလဲပေါ့နော်ဒီလိုကျွန်တော်က short ကိုရွေးလိုက်တယ်ဆိုဒီ track ကိုမြင်ရတာတသေးလေးဖြစ်သွားတယ်ဒီလိုကျွန်တော်တို့ကတောကိုရွေးလိုက်မယ်ဆို ဒီကျွန်တော်တောင်းရွေးထားတဲ့ track ကပုံမှန် default track ထက် ပိုပြီးတော့ရှေ့ရှေ့မြင်ရတယ်ပေါ့နော်အော်ဒါကတော့ track height ပါပြီးသူ audio waveform size ကကြတော့ဒီအောက်မှာဆိုတာ audio waveform လေးတွေကမြင်ရှိရပေါ့နော်သိနေရပေါ့အဲ့တော့ကျွန်တော်က waveform ကိုသေချာမြင်ခြင်း100%ကိုယူလိုက်တယ်ဆို waveform ကိုကျွန်တော်ကအဓိကမြင်ရအောင်မယ်ဒါကတော့ CapCut tutorial series ရဲ့ episode 1ပဲဖြစ်ပါတယ် episode 2ကိုလည်းမကြာခင်တင်ဆက်ပေးသွားပါမယ်